အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီနေ့ live မှာဘုသူရာဖြစ်မျှဝေဆွေးနွေးခြင်းရဲ့အကြောင်းအရာကဒီကားဒီရဲ့လောင်စာစီပေါ့ဗျာเนาะလောင်စာစီကြောင့်ဒီကားအဆွေယုံကြတဲ့ပြဿနာတွေကားအဆွေယုံကြတဲ့ပြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကိုဒီနေ့ live မှာဘုသူရာဖြစ်မျှဝေဆွေးနွေးခြင်းပါတယ်ဒက်စီအင်ဂျင်မဲဖြစ်ဖြစ်ဒီဇယ်အင်ဂျင်မဲဖြစ်ဖြစ်ပေါ့နော် လောင်စာစီရဲ့အည်သွေးညံ့နဲ့လောင်စာစီအည်သွေးနှိမ့်နဲ့စီတွေကိုအသုံးပြုမိတဲ့အခါမှာ အင်ဂျင်မှာဆိုလို့ရှိရင်များစွာ ထိခိုက်ရတယ်ဒါအပြင်အဲဒီအဆွေယုံကြတဲ့ပြဿနာတွေအင်ဂျင်တုံတဲ့ပြဿနာတွေပေါ့ဗျာနော် လောင်စာစီစားများတဲ့ပြဿနာတွေနောက်ဆုံးအင်ဂျင်ထိုးရက်တဲ့အဆင့်ထိဖြစ်စေနိုင်တဲ့ပြဿနာတွေကိုကြုံတွေ့စေနိုင်ပါတယ်ဒါကြောင့်ပေါ့နော်ကျွန်တော်အနေနဲ့ဒက်စီအင်ဂျင်ပဲဖြစ်ဖြစ်ဒီဇယ်အင်ဂျင်ပဲဖြစ်ဖြစ်အဲဒီလောင်စာစီနဲ့ပတ်သက်ပြီးတော့မှအထူး view site ဖို့လိုအပ်ပါတယ်ကျွန်တော်ဒီဒီတွင်မှာဆိုရင်ပေါ့နော်လက်ရှိမှာသုံးနေတဲ့အနေအထားအရဆိုရင်တော့ဒက်စီမှာဆိုရင်တော့အဲဒါ92နဲ့95ကို အများဆုံးသုံးကြတယ်97ဆိုတာကတချို့နေရာတွေမှာပဲရမယ်ပေါ့ဗျာနော်ဒါကြောင့်92သုံးမယ်95သုံးမယ်ပေါ့နော်လောင်စာစီကိုသုံးကြတယ်ဒီဇယ်မှာဆိုလို့ရှိရင်လည်းဒါရိုးရိုးဒီဇယ်ရှိမယ်နောက်ပရီမီယံဒီဇယ်ဆိုပြီးတော့ရှိမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီဓာတ်ဆီအင်ဂျင်ပဲဖြစ်ဖြစ်ဒီဇယ်အင်ဂျင်ပဲဖြစ်ဖြစ်လောင်စာစီကိုတော့အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်အဲ့တော့ဒီနေ့အကြောင်းအရာကတော့လောင်စာစီကြောင့်ပေါ့နော်နောက်ဆက်တွဲကြုံတွေ့ရတဲ့ပြစ်ချက်တွေကိုမျှဝေပေးခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ဓာတ်ဆီအင်ဂျင်တစ်လုံးမှာပေါ့နော်လက်ရှိမှာဆိုရင်တော့ဒါ ဒီဒီဘက်မှာဆိုရင်တော့တော်တော်များများကတုံးကြတာဒက်စီအင်ဂျင်တွေကိုပို့ပြီးတော့တုံးကြတယ်ဒီဇယ်အင်ဂျင်ကတော့နည်းနည်းနည်းတယ်ပေါ့ဗျာเนาะဒါကြောင့်လက်ရှိမှာကြုံတွေ့ရတဲ့ပြစ်ချက်အများစုကတော့ဒက်စီအင်ဂျင်ကြောင့်ကြုံတွေ့ရတဲ့ပြဿနာတွေများပါတယ်ဒါကြောင့်ပေါ့เนาะဒက်စီအင်ဂျင်မှာလက်ရှိမှာအဲဒီတရက်ကို2စီ3စီလောက်ကိုကြုံတွေ့ရတဲ့ပြစ်ချက်တွေပေါ့เนาะလောင်စာစီကြောင့်နောက်ဆက်တွဲကြုံတွေ့ရတဲ့ပြစ်ချက်တွေကို ဒီအဖြစ်များတဲ့ပြစ်ချက်တွေကိုမျှဝေပြီးကျင်ပါတယ်အဲ့တော့ကျွန်တော်ဗားဒီပြစ်ချက်တွေသွားတွေးရလဲဆိုတော့ဒီလောင်စာစီနဲ့ပတ်သက်ပြီးတော့လောင်စာစီမတန်တာတွေလောင်စာစီထဲမှာကြီးတွေပါတာတွေလောင်စာစီထဲမှာရေတွေရေငွေ့တွေအဲ့လိုမျိုးတွေပါတဲ့အခါမှာကျွန်တော်ဓာတ်စီအရင်ကြောင်းအရင်မျှဝေပြီးကျင်တယ်ပေါ့နော်အဲ့တော့ဓာတ်စီအရင်မှာဗားဒီဖြစ်လဲဆိုတော့တိုင်ကီထဲမှာပေါ့နော်ဒီစီဖီတာတွေ ကြီးပိတ်တယ်တချို့ဖစ်တာတွေကအပြင်ဘက်မှာပါတယ်တချို့ဖစ်တာတွေကတော့တိုင်ကီထဲမှာပဲပါတယ်ဗောနော်အဲ့လိုမျိုးဖြစ်တဲ့အတွက်တိုင်ကီထဲကစီဖစ်တာတွေကြီးပိတ်တဲ့အခါမှာကျွန်တော်တို့တော်တော်လေးအလုရှုပ်တယ်ဗောဗျာနော်စီဖစ်တာတွေဖြုတ်ရတယ်ဒါအပြင်တက်ဆက်သေးဗောနော်ဒီစီဖစ်တာအပြင်ကို စီပန့်နေပါ နောက်ဆက်တွဲဒုက္ခပြီးတယ်ဗောဗျာနော်အဲ့တော့စီပန့်နေမှာဆိုရင်လည်း ကြီးတွေပိတ်လာတယ်စီပန်တွေကအာပြောမဆိုရင်သူရဲ့ဖိအားတွေကပြပြချင်းကျလာတယ်အဲ့လိုမျိုးပြဿနာတွေဖြစ်ပြီးတော့မှကားအဆွေယုံကျတဲ့ပြဿနာတွေအပြင်လီဘာနင်းများတဲ့ပြဿနာတွေပါကြုံတွေ့လာရတယ်ဗောနော်အဲ့တော့ဒီအပိုင်းမှာဆိုရင်ဒီပြဿနာတွေကိုကျွန်တော်တော်တော်များများကြုံတွေ့ရတယ်လို့တော့ပြောလို့ရတယ်ကားဒီဓာတ်စီအင်ဂျင်ဒီအမျိုးမျိုးကိုကြုံတွေ့နေရတာဗောနော်ဓာတ်စီကားအမျိုးမျိုးမှာဒီပြဿနာတွေကြုံတွေ့နေရတာဖြစ်တယ်တော့ကျွန်တော်ဒီနေ့လိုက်လေးမှာဒီခေါင်းစဉ်လေးနဲ့မျှဝေပြစ်တာပါအဲ့တော့ကျွန်တော်တိုင်ကြီးထဲမှာရှိနေတဲ့ပန့်နေ တိုင်ကြီးထဲမှာရှိနေတဲ့ fitter တွေအဲ့ဒီဟာတွေကြီးပိတ်တဲ့အတွက်နောက်ဆက်တွဲအနေနဲ့စီလိုင်းရဲ့ဖိအားကျသွားပြီးတော့အဲဒီလီဗာနင်းများတဲ့ပြဿနာတွေကြုံတွေ့ရတဲ့အပြင်ကိုအဲ့ဒီကနေပြီးတော့စီကဘေကိုရောက်မလဲဆိုတော့ injector စီရောက်မယ် injector တွေမှာပါဒီမတန့်ရှင်းနဲ့မတန့်ဆင်တဲ့လောင်စာစီတွေရောက်သွားတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ injector တွေစီကြမမှန်တဲ့ပြဿနာတွေလည်းကြုံတွေ့ရတယ် injector တွေစီကြမမှန်ရင် engine power လည်းဆုံးရှုံးမှာ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လောင်စာစီ များလို့သို့မဟုတ်လောင်စာဆီနဲလို့အဲ့ဒီအားတွေကအင်ဂျင်ရဲ့ပါဝါကိုဓာတ်ရိုက်ထိခိုက်စေပါတယ်စီလီချိုးဆိုတာကတော့ဒီကားအင်ဂျင်နဲ့ကိုက်ညီတဲ့လီဗာနင်းနဲ့ပမာဏပေါ်မူတည်ပြီးတော့မှ သူရဲ့ကိုင်းညီတဲ့စီလီချိုးတွေကို ECU ကနေထိ ंछ ုပ်ပြီးနေတာဖြစ်တဲ့အတွက်စီလီချိုးကများတာလည်းမကောင်းဘူးနဲတာလည်းမကောင်းဘူးပေါ့နော်ဒါကြောင့်အဲဒီစီလိုင်းမှာပြည့်ချက်ဖြစ်တဲ့အခါမှာနောက်ဆက်တွဲဆိုကြူတွေအများကြီးပဲဖြစ်စီနိုင်ပါတယ်ဒါအပြင်ပေါ့နော်ဒီလောင်စာစီလိုင်းနဲ့ပတ်သက်တဲ့ပြည့်ချက်တွေဖြစ်တဲ့အခါမှာအဲတခါလေမှာပေါ့နော်ချမီးမလင်းဘူးပေါ့နော်ချမီးပေးမလင်းမနဲ့အဲဒီအင်ဂျင်ကအဆွဲယုံကြတာဒီ တုံနာတွေဒီလိုပြဿနာမျိုးတွေလည်းကျွန်တော်ကြုံတွေ့ရပါတယ်။လောင်စာစီလိုင်းနဲ့ပတ်သက်ပြီးတော့အင်ဂျင်ချက်မီကအမြဲတမ်းလင်းတာမဟုတ်ဘူးပေါ့နော်။တခါလေမှလင်းတတ်ပါတယ်။ဥပမာအနေနဲ့ကျွန်တော်တို့အဲဒီ ignition ဘိုင်းပေါ့နော်။ plug တွေ plug wire နဲ့ပတ်သက်တဲ့အပိုင်းတွေနောက်လေလိုင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာပြစ်ချက်ရှိရင်အဲဒီအင်ဂျင်ချက်မီကလင်းပြီမဲ့လောင်စာစီလိုင်းနဲ့ပတ်သက်တဲ့ပြစ်ချက်တွေမှာဆိုရင်တခါတလေမှာချက်မီမလင်းတဲ့ပြဿနာမျိုးတွေကြုံတွေ့ရပါတယ်။ဒါကြောင့်ပေါ့နော်။အဲကျွန်တော်တို့ဒါ ြစ်ချက်ရှာတဲ့အခါမှာနည်းနည်းခက်ခဲတဲ့အပိုင်းထဲမှာ ပါဝင်ပါတယ်အဲ့တော့ကျွန်တော်လောင်စာစီနဲ့ပတ်သက်ပြီးတော့ရေသွေးနှိမ့်တဲ့လောင်စာစီကြောင့်အဲကျွန်တော်နံပါတ်1အနေနဲ့ကတော့စီဖစ်တာတွေဂျီဘိတ်တဲ့စီပန်တွေဂျီဘိတ်တဲ့ပြဿနာတွေစီပန်ရဲ့ pressure တွေ PR တွေကျသွားတဲ့ပြစ်ချက်တွေဖြစ်ပြီးတော့မှ နောက်တစ်ဆင့်အနေနဲ့အင်ဂျင်တာတွေပါပြစ်ချက်ဖြစ်တဲ့အဆင့်ကြီးကိုကြုံတွေ့ရစီပါတယ်နောက်ထပ်နံပါတ်2အနေနဲ့ကကြတော့ဘာပြဿနာဖြစ်လဲဆိုတော့အောက်ဆီဂျင်ဆန်ဆာအိတ်သောဆန်ဆာတွေမှာ ွားပြီးတော့ဒုက္ခပေးတယ်ပေါ့နော်အဲ့တော့ဒီအည်သွေးမပြေဝတဲ့လောင်စာစီတွေကြောင့်အလောင်ကျွမ်းပေါက်ကွဲမှုကအပြေဝမရတဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့ဒီသူ့ရဲ့ဒီပြောမယ်ဆိုလို့ရှိရင်ဒီကိုင်းငင်ကထွက်သွားတဲ့အိဇောတန်းငွေတွေထဲမှာအပြေဝလောင်ကျွမ်းမှုမရှိတဲ့အတွက် အောက်ဆီဂျင်စင်ဆာတွေမှာပါအဲဒီဂျီတွေသွားပြီးတော့တက်စီတယ်အဲ့ဒီကနေတက်ဆက်သေးဘာတွေဖြစ်စီလဲဆိုတော့ဒီ engine ရဲ့ combustion chamber လို့ခေါ်တဲ့မီးလောင်ကန်ပေါ့ဗျာနော် engine ရဲ့မီးလောင်ကန်ထဲမှာဘာတွေရှိမလဲဆိုတော့ piston ရှိမယ်အဲ rain နေနောက် cylinder နံရံပြီးအပေါ်မှာ engine ရဲ့ head နဲ့ နောက်ဘာတွေပေါ့နော်ဘာတွေရှိမှာပေါ့ဗျာနော်အဲ့လိုမျိုးဖြစ်တဲ့အတွက်အဲ့ဒီမှာကာဗွန်ဂျိုးတွေသွားတက်တဲ့အခါမှာအဲ့ဒီကာဗွန်ဂျိုးတွေကြောင့်ပေါ့နော် နောက်ဆက်တွဲအနေနဲ့ဘာတွေဖြစ်လာလဲဆိုတော့မီးတံခောက်တဲ့ပြဿနာမျိုးတွေဖြစ်လာစီတယ်ပေါ့ဗျာနော်ဒါကြောင့်အဲ့ဒီအပိုင်းတွေကိုကြုံပြီးရတာဖြစ်တဲ့အတွက်နောက်ဆက်တွဲကတော့မကောင်းဘူးဒါကြောင့်ပေါ့နော်ဒီလောက်စားကြီးနဲ့ပတ်သက်ပြီးတော့မှဂယုအထူးဂယုတိုက်ဖို့အကြံပြုတာဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်အကြတော့ အပြေးအဝမလောင်ကျွမ်းတဲ့အတွက်ပေါ့နော်လောင်စာစီကြောင့်ဒါတော့ကျွန်တော်လောင်စာစီကိုပဲဦးစားပေးပြီးတော့ဆုလိုချင်တာပေါ့နော်လောင်စာစီကြောင့်အပြေးအဝမလောင်ကျွမ်းတဲ့ဖြစ်စဉ်မျိုးတွေဖြစ်စီတယ်အဲ့ဒီကနေပြီးတော့မှဒီအိတ်ဇောကြောက်အဲကြောက်စကားလို့ခေါ်တဲ့အဲ့ဒီဒီကက်လက်တစ်ကွန်ပျူတာတွေမှာအဲ G တွေသွားပိတ်စီတယ်ပေါ့နော် G တွေဆိုတာကတော့အပြေးအဝလောင်ကျွမ်းမှုမရှိတဲ့ အဲဒီတန်းငွေတွေ ਆ ဆိုလို့ရှိရင်အဲ့ဒီမှာအမှုန်နေအနေနဲ့သွားပြီးတော့ပိတ်တယ်အဲ့လိုမျိုးအမှုန်နေအနေနဲ့သွားပိတ်တဲ့အဲ့အတွက်ဘာဖြစ်လဲဆိုတော့ကြောက်စကားတွေကြီးပိတ်တဲ့အဲ့အတွက်ဥမာပေးရမယ်ဆိုရင် P0 420တို့ P0 430တို့ပေါ့နော်အဲ့လိုပြချက်ကုတ်တွေတက်စီတယ်ဒါပြင်ကြောက်စကားပိတ်ရင်လီဘာပေးမနေတော့ဘူးပေါ့နော်ဒီလိုပြဿနာမျိုးတွေဒီကြုံတွေ့စီပါတယ်ဒါကြောင့်ဒါကကောင်းတဲ့လက္ခဏာတွေမဟုတ်ဘူးပေါ့ဗျာနော်ဒီဇယ်အင်ဂျင်တွေမှာဆိုလို့ရှိရင် DBF လို့ခေါ်တဲ့ diesel particulate filter တွေ ပိတ်တယ် SCR လို့ခေါ်တဲ့ Static Catalytic Reduction လို့ခေါ်တဲ့ဒီအိဇောကြောက်ကြောက်စကားတွေပေါ့ဗျာနော်ဒီဇင်မှာဆိုလို့ရှိရင်တော့အဲကြောက်စကားတွေကနှစ်ခုသုံးခုလောက်ပါတာဖြစ်တဲ့အတွက်အဲ့လိုမျိုး DBX တွေပိတ်တာတွေ SCR တွေပိတ်တာဒီကြောင့်ဒီပါနေမြရတဲ့ပြစ်ချက်တွေဒီကြုံတွေ့ရတယ်ပေါ့နော်ဒီလိုပြဿနာတွေကြုံတွေ့ရတဲ့အတွက်နောက်ဆက်တွဲအနေနဲ့အပြုပြင်တဲ့ခုံကြားစီတွေလည်းပို့ပြီးတော့များစီပါတယ်ကျွန်တော်တို့လောင်စာစီနဲ့ပတ်သက်ပြီးတော့ပေါ့နော်မတန်တဲ့ပြဿနာတွေတော်တော်များများကြုံတွေ့ရတယ်စီဖီတာတွေမှာကြီးတွေပိတ်တာတွေတိုင်ကီထဲမှာအမှုံတွေ ဲကြီးတွေအများကြီးပဲဖြစ်တဲ့ပြဿနာမျိုးတွေနောက်ဒီစီဖတ်မှာပါသွားပြီးတော့မှတန်ကြီးတွေလိုက်လာတာပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဓာတ်စီအင်ဂျင်တွေရဲ့စီပတ်နေရာတန်ကြီး လိုက်လို့မရှိဘူးရေငွေ့ပါလို့သာတန်ကြီးလိုက်တာပေါ့နော်အဲ့တော့စီပတ်နေမှာတန်ကြီးရောင်တွေလိုက်လာပြီဆိုရင်တော့တေးကြတယ်ဒါကဓာတ်စီထဲမှာရေငွေ့ပါတဲ့ဓာတ်စီကိုအဲရေရောတယ်ပေါ့ဗျာနော်ပြောမယ်ဆိုရင်အဲ့ဒီဓာတ်စီတွေကိုအသုံးပြုမိလို့အာဒီပြဿနာမျိုးဖြစ်တယ်လို့ပြောလို့ရတယ်လို့ပြောလို့ရတယ်ပေါ့ဗျာနော်အဲ့တော့အဲအကြောင်းကျွန်တော်တို့ အဒီလောင်စာစီကို အော်လောင်စာစီရဲ့ရေသွေးကိုလည်းထေချာလေး view size စီချင်ပါတယ်အဲ့တော့ဒီလောင်စာစီ ਨੇ ပတ်သက်ပြီးတော့နောက်ဆက်တွဲဖြစ်လာနိုင်တာတွေကကားဆွေယုံကြတဲ့ပြဿနာတွေလောင်စာစီစားများတဲ့ပြဿနာတွေအင်ဂျင်ထိုးရက်တဲ့အဆင့်ထိဖြစ်စေနိုင်တဲ့အင်ဂျင်မငြိမ်တဲ့ပြဿနာမျိုးတွေအင်ဂျင်နောက်ဆုံးပျက်စီးတယ်ပေါ့ဗျာเนาะဒီလိုမျိုးထိဖြစ်နိုင်တဲ့အတွက်လောင်စာစီ ਨੇ ပတ်သက်ပြီးတော့ရေသွေးပိုင်းကိုတော့ထေချာ view size စီချင်ပါတယ်ဒီဇယ်အင်ဂျင်အကြောင်းကိုပြောရမယ်ဆိုရင်ဒီဇယ်အင်ဂျင်ဒီမှာအခုနောက်ပိုင်း အာလောင်စာစီပေးတဲ့စနစ်ကကွန်မိုရီစနစ်တွေကိုပို့ပြီးတော့သုံးလာကြတယ်ဗောနော်အဲ့လိုကွန်မိုရီစနစ်တွေကိုပြောင်းလဲပြီးတော့သုံးလာကြတဲ့အခါမှာဒီဇယ်ကွန်မိုရီကလောင်စာစီကောင်းတာကိုကြိုက်တယ်ရေသွေးမြင့်တာကိုကြိုက်တယ်ဗောဗျာနော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့အဲယိုယိုဒီဇယ်ကိုသုံးကြတယ်ဗောနော်ယိုယိုဒီဇယ်ကိုသုံးကြပြီမဲ့နောက်ပိုင်းမှာအာဒီကွန်မိုရီစနစ်ကိုပြောင်းလဲပြီးတော့အသုံးပြုလာကြတဲ့အခါမှာကျွန်တော်အနေနဲ့မဖြစ်မနေအဲဒီပရီမီယံဒီဇယ်ကိုသုံးပေးဖို့လိုအပ်လာတယ်အဲ့တော့ဒီ ကွန်မိုနီစနစ်မှာဆိုလို့ရှိရင်နော်ဇယ်ဒီယာဆိုလို့ရှိရင်အလက်ထရောနစ်နဲ့ထိန်းချုပ်လာတဲ့နော်ဇယ်ဒီဖြစ်လာတဲ့နော်ဇယ်ဒီရဲ့နော်ဇယ်ဇံလေးတွေကအရန်ကိုအနုစိတ်လာတယ်ဗောနော်ဒီနော်ဇယ်ပေါက်လေးတွေကလည်းတည်တည်လေးတွေနောက်ပြီးတော့သူ့ရဲ့ဖီအားတွေဗောနော်နော်ဇယ်ရဲ့ဖီအားလည်းအရန်မြင့်လာတယ်ဒါပြင်အဲ့ဒီကွန်မိုနီစနစ်မှာတုံးထားတဲ့ ရေဒန်နေရှိမယ်။နောက်ဒီ high pressure pan supply pan လို့ခေါ်တဲ့ high pressure pan နေရှိမယ်။စန်စာတွေရှိမယ်။စားရှိသည့်ဖြစ်ပေါ့နော်။အဲ့ဒီအပိုင်းနေရာဆိုလို့ရှိရင်ပို့ပြီးတော့အနုစိတ်လာတာဖြစ်တဲ့အတွက်လောင်စာစီအရေသွေးသာနိုင်ငယ်သို့မဟုတ်လောင်စာစီထဲမှာရင်ငွေတွေသာပါဝင်မယ်ဆိုလို့ရှိရင်အဲ့ဒီအစိတ်ပိုင်းတွေပျက်စီးစေနိုင်တယ်နော်ဇယ်တလုံးရဲ့ဇင်းနှုန်းကအရင်များတယ်ဗောနော်ရိုးရိုးဒီဇိုင်းရဲ့လုံးထက်ဆိုင်ကွန်မရီဒီဇိုင်းရဲ့နော်ဇယ်တလုံးဟာဆိုလို့ရှိရင်အရင်ဈေးကြီးတယ်ဒါကြောင့်အာဒီလောင်စာစီကိုရိုးရိုးဒီဇိုင်းကိုသုံးတယ်ဆိုလို့ရှိရင်အ အဲ့ဒီပန့်နေအဲ့ဒီနော်ဇယ်တွေမြ мян ဆန်ဆန်ပျက်စီးစေတယ်ဒါကြောင့်ပေါ့နော်ကျွန်တော်အနေနဲ့အဲ့ဒီအပိုင်းကိုတော့တေချာလေး use site စီချင်ပါတယ်ဒါကြောင့်ဒီဇိုင်းညီနေမှာဆိုလို့ရှိရင်တော့ premium diesel ကိုသုံးစီချင်တယ်ပေါ့ဗျာနော် common race diesel ကားတွေမှာကားအင်ဂျင်တွေမှာဆိုလို့ရှိရင်တော့ premium diesel ကိုမဖြစ်မနေသုံးပေးဖို့အတွက်ကျွန်တော်အနေနဲ့ဒါအကြံပြုတာဖြစ်ပါတယ်အဲ့တော့လောင်စာစီနဲ့ပတ်သက်ပြီးတော့မှအာနောက်ဆက်တွဲဆိုးကျိုးတွေကအများကြီးရှိတဲ့အတွက်ပေါ့နော်မိတ်ဆွေတို့အနေနဲ့လောင်စာစီသုံးဆွဲမှုမှာတေချာလေး use site စီချင်ပါတယ် အဲဒီတချို့ရွေးချယ်လို့ရရင်ပေါ့နော်စိတ်ချရတဲ့အဲဒီလောင်စာစီဆိုင်နေမှာပဲစတီရှင်နေမှာပဲထည့်စီခြင်းပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်အဲဒီအစီအပြေတဲ့နေရာမှာပဲကိုကထည့်တယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဆူဂျူတွေအများကြီးပဲဖြစ်စီနိုင်နေပေါ့ဗျာနော်ကျွန်တော်မိတ်ဆွေတယောက်ဆိုရင် သူဝယ်ထားတာ Porter 2ပေါ့နော်အဲအဲ့ဒီအဲကားဆိုလို့ရှိရင်အာ sorry Porter 2မဟုတ် Honda Starrate ပေါ့နော်အဲ့ဒီကားကားအင်ဂျင်ဆိုလို့ရှိရင် အဲဒီဒီဇယ်ကိုပေါ့နော်သူကပက်ပြီးခီးသွားနေရတဲ့အခါမှာအဆင်ပြေတဲ့နေရာမှာသူကစီကိုထည့်တယ်ပေါ့နော်အဲ့လိုမျိုးစီကိုအဆင်ပြေတဲ့နေရာမှာထည့်တဲ့အခါမှာသူရိုးဒီဇယ်လည်းထည့်တယ်ပီမံလည်းထည့်တယ်အဆင်ပြေလို့ထည့်တဲ့အခါမှာအခုဆိုလို့ရှိရင်ကားအင်ဂျင်ကတော်တော်ကိုချင်းနေဆိုးသွားတဲ့အနေအထားမျိုးကြီး တွေ့ရတယ်ပေါ့ဗျာเนาะဒါကဒီကားတစည်းတည်းဂျုံတွေ့ရတာမဟုတ်ဘူးတခြားကားတွေမှာလည်းအလားတူပြစ်ချက်တွေကိုကျွန်တော်တို့တော်တော်များများဂျုံတွေ့ရပါတယ်။ဒါကြောင့်ပေါ့เนาะဒီ commodity စနစ်ဒီမှာဆိုရင် commodity စနစ်ကိုသုံးထားတဲ့ဒီဇိုင်းအင်ဂျင်တွေဆိုလို့ရှိရင်တော်တော်လေးဂယူဆိုင်ရတယ်အာကျွန်တော်လက်ရှိဈေးကွက်ထဲမှာဆိုရင် commodity စနစ်ကိုသုံးထားတဲ့ကားတွေအများကြီးပဲရှိတယ်။အာကျွန်တော်ဒီ Nissan Navara တို့အဲနောက်ဒီ Ford Ranger တို့ အာပြီးတော့ကျွန်တော်တို့ဒီ total မှာဆိုလို့ရှင် high level revo တို့ vgo တို့ပေါ့နော် 1kd 2kd engineer ဆိုလို့ရှင် commodity snake ကိုတုံးထားတယ်ခုနောက်ပိုင်းဆိုရင် kd ထက်ပိုမြင့်လာတာက gd ပေါ့နော် 1gd 2gd 1gd 2gd ဆိုလို့ရှင်လဲဒါ commodity snake ကိုတုံးလာတယ် 1gd 2gd ရဲ့အာဒီ injector တွေပေါ့နော် injector တွေอ่ะဆိုလို့ရှင်ပူတောင်ဈေးကြီးပါသေးတယ်ကျွန်တော်တို့ kd ထက်ဆိုင် ပို့ပြီးတော့မြင့်သွားတာဖြစ်တဲ့အတွက် kd engine မှာတုံးထားတဲ့ အင်ဂျင်တာတန်အင်ဂျင်တာကဝါယာဆော့ကတ်ကကျွန်တော်တို့2ပင်သို့မဟုတ်4ပင်ပဲရှိမယ်ပေါ့နော်အဲဒါပေမဲ့ GD တို့ဆိုလို့ရှိရင်ဝါယာ6ပင်ဖြစ်တဲ့အတွက်သူ့မှာ pressure sensor တွေပါပါလာတယ်အထင်းရိုးတဲ့စနစ်တွေကလည်းပူပြီးတော့မြင့်လာတယ်ဒါပြင် nozzle တွေကလည်းတလုံးလုံးလဲရတယ်ဆိုလို့ရှိရင်ဈေးတွေကအရင်ကြီးတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်အနေနဲ့မဖြစ်မနေဒီဇယ်မှာမှ commodity စနစ်ကိုသုံးထားတဲ့ engine ဆိုလို့ရှိရင်တော့မဖြစ်မနေအဲဒါ premium diesel ကိုသုံးပြီးဖို့အတွက်အကြံပြုပါတယ်တော်တော်များများလည်း premium diesel ကိုသုံးကြတာပါဒါပေမဲ့ဒီခါလေးမှာ နောက်ဆက်တွဲအနေနဲ့ရိုးဒီတွေကိုသုံးလိုက်ပြီလို့ရှင်နောက်ဆက်တွဲအနေနဲ့ကြုံတွေ့လာတဲ့ပြစ်ချက်တွေရှိတဲ့အတွက်ဒါလေးကိုမိတ်ဆွေတို့ကိုဒီထဲမှာထည့်သွင်းပြီးတော့မျှဝေတာပါအဲ့တော့ကျွန်တော်လောင်စာစီနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကားအဆွေယုံကြတဲ့ပြစ်ချက်တခုတွေတော့မဟုတ်ပါဘူးဒါကကျွန်တော်ခေါင်းစဉ်လေးပဲဒီတိုင်းလေးပြထားပြီးမယ်လောင်စာစီကြောင့်နောက်ဆက်တွဲကျွန်တော်ပြောခဲ့လို့ပေါ့ဗျာနော်အဆွေယုံတွေကြတယ်အဲ့တော့စီစားတွေများတယ်အင်ဂျင်ထိုးရက်တယ်ကာဗွန်ဂျိုးတွေ အာတဲစီတယ်မိသံခေါက်မယ်အင်ဂျင်မငြိမ်တဲ့ပြဿနာတွေနောက်ဆုံးအင်ဂျင်ပျက်စီးတယ်မိသံခေါက်ရင်အင်ဂျင်ပျက်စီးတယ်ဗောနော်ဘာတွေဟာသွားတာမျိုးတွေအပစ်ဂျင်ထိတ်တွေပေါက်သွားတာမျိုးတွေရိန်းနေမြန်မြန်ဆန်ဆန်ကျတာမျိုးတွေဗောနော်ဒါတွေဟာဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့ကြုံတွေ့ရတဲ့အပစ်ချက်တွေဖြစ်တဲ့အတွက်အထူးယူဆိုင်စီခြင်းပါတယ် ရွေးချယ်ပြီးတော့မှလောင်စာစီကိုအသုံးပြုလို့ရတယ်ဆိုလို့ရှိရင်တော့ဒီဥဒဆိုင်နဲ့ရွေးချယ်ပြီးတော့အသုံးပြုစေချင်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဒါကတော့ဒီနေ့လိုက်မှာမျှဝေခြင်းနဲ့လောင်စာစီနဲ့ပတ်သက်ပြီးတော့မှကားဆွေးယုံကြတဲ့ပြဿနာတွေကြုံတွေ့နိုင်နေဆိုတာလေးကိုဒီနေ့လိုက်မှာမိတ်ဆွေတွေကိုပူဇော်ပြမျှဝေဆွေးနွေးကြတာဖြစ်ပါတယ်ဒါဆိုတော့ဒီနေ့လိုက်မှာမှတ်ထားတဲ့ comment တွေကိုပြန်ပေးပါအောင်မယ်ခင်ဗျကိုညီညီမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုတန်းစင်မင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုအားကိုမင်္ဂလာပါခင်ဗျာ ကားကအင်ဂျင်ကနှစ်မိုင်လောက်မောင်းတာကိုတဲ့အင်ဂျင်ကတော့ပူတယ်တဲ့ကီလို60လောက်ပဲနင်းလို့ရတယ်ကလပ်ပြားဖြစ်နိုင်လာတယ်ဟုတ်ကဲ့အာမန်နျူယ်မန်နျူယ်လားအော်တိုလားမသိဘူးเนาะကျွန်တော်လည်းဟိုနေ့ကမှန်တော့မှန်ထားတော့ရှိတယ်ဒါပေမဲ့ကျွန်တော်မမှတ်မိတော့လို့ပေါ့เนาะအာမန်နျူယ်ကားပေါ့เนาะမန်နျူယ်ဂီယာဆိုလို့ရှိရင်တော့အဲဒီဖြစ်နိုင်တာကပေါ့เนาะမန်နျူယ်ဂီယာဆိုလို့ရှိရင်တော့ကျွန်တော်တို့ အဲဒါဟိုဝိတ်နဲ့ယုံကြည်လိုက်ပေါ့ဗျာနော်ခိုင်ကြလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကလပ်ကနည်းနည်းဝေးနေတဲ့အခါမှာသို့မဟုတ်ကလပ်ပြားကပါသွားတဲ့အခါမှာဆိုလို့ရှိရင်တော့အဲဒီလိုဒီလိုပြဿနာမျိုးတွေတော့ဖြစ်နိုင်တယ်အော်တိုဂီယာဆိုလို့ရှိရင်တော့လေစီပစ်ချက်အဲစီကိုရင်စစ်ကြည့်ရမှာပေါ့နော်စီကြောင်းမဟုတ်ဘူးဆိုလို့ရှိရင်တော့အဲဒီခါလေးမှာကလပ်ပြားတွေအထည်ထဲမှာတအားပါသွားတာကြောင့်လေဖြစ်တတ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟိုကီလို60လောက်ပဲနင်းလို့ရတယ်ဆိုတာတခြားပြည့်ချက်တွေလည်းအများကြီးတော့ရှိနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ ကိုထွန်းလက်မင်္ဂလာပါခင်ဗျာအာဘိဒာကျေးဇူးများကြီးတင်ပါတယ်ကိုတန်းစင်မင်္ဂလာပါအာမျိုးတင်တဲ့အကြောင်းလေးရှင်းပြပေးပါဦးဟုတ်ကဲ့ကျွန်တော်လက်ရှိမှာပေါ့နော်တင်တဲ့ပတ်သက်တဲ့အပိုင်းလေးကတော့ကျွန်တော်ပို့လေးပဲတင်ထားလိုက်တယ်ပေါ့နော်တင်တဲ့ပတ်သက်တဲ့အပိုင်းလေးကျွန်တော်ဒီဗီဒီယိုဖိုင်လေးမှာနည်းနည်းလေးကြော်ညာပေးခြင်းပါတယ် အဲကျွန်တော်တင်နန်းကဘောနော်ကျွန်တော်တင်တင်နန်းက online တင်နန်းတင်ခဲ့တာကတော့ဒါ2019ရေကတင်ခဲ့တာဘောနော်လက်ရှိမှာ online တင်နန်း၄ခုဖွင့်မလစ်ပြီးသွားပါပြီအဲအခြေခံတန်းရှိတယ်ဘောနော်ပထမဆုံးဖွင့်ခဲ့တာတော့အခြေခံအဲဒုတိယကကျတော့ပစ်ချက်ရှာဖွေခြင်းဆိုတဲ့အတန်းဖွင့်ခဲ့တယ်နောက် aircon ဘောနော်အဲနောက်ဒီအဲကျွန်တော် EFI wiring နဲ့ diagnosis ဆိုပြီးတော့ရှိပါတယ်အဲ့ဒီတင်နန်း၄ခုရှိတယ်ဘောနော်တင်နန်းကကြတော့တင်တဲ့ပုံစံက အဲကျွန်တော်ဓာတ်ရိုက်တင်တာမဟုတ်ဘူးဇွန်နဲ့တင်တာမဟုတ်ဘူး live တင်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တင်ထားတဲ့ video file တွေကိုကျွန်တော် Telegram group မှာအအစင်လိုက်လေးတင်ပြီးထားတယ်ပေါ့နော်အဲ့တော့ထိတ်ဆုံးကနေစပြီးတော့လေ့လာသွားမယ်ဆိုလို့ရှိရင်အဲဒါတင်ကန်းစာအ အပီတီလေးလေးလာလို့ရတယ်သင်ကန်းစာအပီတီအဲလေးလာပြီးသွားလို့ရှိရင်သူရဲ့သက်ဆိုင်ရာအပိုင်းနဲ့ပတ်သက်ပြီးတော့အော်ဒီအများကြီးပဲနားလဲသွားမယ်ပေါ့နော်။ကျွမ်းကျင်တယ်လို့တော့မသုံးကျင်ပါဘူး။ကျွမ်းကျင်တယ်ဆိုတာကတော့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုယ့်ရဲ့လေ့လာအားနည်းတွေလည်းအများကြီးဆိုင်တဲ့အတွက်အဲကျွန်တော်လက်ရှိတင်နေတဲ့အခြေခံတန်းမှာဆိုရင်အာသင်ကန်းစာတွေဟို200ကျော်လောက်ထည့်ထားတာဖြစ်တဲ့အတွက်အခြေခံနဲ့ပတ်သက်ပြီးတော့အများကြီးပဲကျွန်တော်သင်ပေးထားပါတယ်။လေ့လာလို့ရတယ်ပေါ့နော်။နောက် ီချက်ရှာဖွေခြင်းတမ်းမှာဆိုလို့ရှိရင်ဆက်ထိုးပြီးတော့စစ်ဆေးတဲ့အခါမှာပီချက်ကုတ်တွေကိုဘလို့ဖက်လို့ရလဲ లై ဗီတာတွေဘလို့ကြီးလို့ရလဲပြီးတော့ပီချက်ကုတ်အဖြစ်များတဲ့ပီချက်ကုတ်တွေနဲ့ပတ်သက်ပြီးတော့ဘလို့ဖြည့်ရှင်းရလဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြပေးထားပါတယ်။နောက် warning diagram ဖက်နည်းတွေလည်းကျွန်တော်အသေးစိတ်လေး အာတင်ပြီးထားတယ်ဗောနော်အဲနောက်ဒီ aircon ထိန်နေမှာဆိုရင်တော့ကား aircon နဲ့ပတ်သက်တဲ့အပိုင်းကိုတော့ကျွန်တော်တည်တည်အသင်ကြားပေးထားပါတယ်နောက်ဒီ EFI wiring diagnostic ဘိုင်းဆိုရင်တော့ EFI ဘိုင်းတည်တံပေါ့နော်ကျွန်တော်ဓာတ်ကြီး engine ရဲ့ EFI စနစ်နဲ့ပတ်သက်ပြီးတော့လုပ်တဲ့ပုံစံ design engine ရဲ့ EFI စနစ်နဲ့ပတ်သက်တဲ့ပုံစံဒီအလိုလိုတဲ့ပုံစံဒီနောက်တို့ရဲ့ဖြစ်တတ်တဲ့ ပြစ်ချက်တွေနဲ့ပတ်သက်တဲ့အပိုင်းတွေကိုကျွန်တော်အသေးစိတ်ရှင်းပြပေးထားပါတယ်ခင်ဗျအဲဒီတန်တန်းကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်တန်တန်း၄မျိုးမှာဒီအခြေခံတန်းက2000ကျွဲဗောနော်နောက်ဒီပြစ်ချက်ချပွေးခြင်းတန်းက9000မှာနောက်ဒီကားအဲကွန်နဲ့ပတ်သက်တဲ့အပိုင်းက9000နောက် EFI wiring နဲ့ diagnostic ကကြတော့ရော7000ဗောနော်အားလုံးပေါင်းဆိုလို့ရှိရင်တော့2သိန်းကျော်ကျပါတယ်ဒါပေမဲ့ကျွန်တော်6ရက်နေ့ကနေပြီးတော့10ရက်နေ့ထိဗောနော်အဲလက်ရှိမှာတော့ကျွန်တော်တန်တန်းကြီးကို တန်းတန်း၄ခုလုံးတက်မယ်ဆိုတော့တန်းတန်းကြီးတသိန်းခွဲနဲ့တက်လို့ရအောင်ကျွန်တော်လောလောဆယ်တော့စီစဉ်ပြီးထားပါတယ်ခင်ဗျ၁၀ရက်နေ့ထိပါပဲတန်းတန်းအပ်လို့ရပါသေးတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်တော်မမမင်္ဂလာပါခင်ဗျအပိဒါကျေးဇူးအများကြီးတင်ပါတယ်ကိုကျော်စွဲဟိမင်္ဂလာပါခင်ဗျမိစရာလေးရှိတော့တဲ့ဖြည့်ပေးနိုင်လားဟုတ်ကဲ့မေးပါခင်ဗျဟုတ်အာကျွန်တော်တည်တဲ့အပိုင်းကျွန်တော်နားလည်တဲ့အပိုင်းဆိုလို့ရှိရင်ကျွန်တော်အကုန်လုံးရှင်းပြပေးပါမယ်ခင်ဗျအကြည့်သူအများကြီးတင်ပါတယ်ကိုမင်းနေမင်္ဂလာပါခင်ဗျအ အာ rep 4ကတဲ့ RPM များပြီးကားကမသွားဘဲအင်ဂျင်ပဲဟဲနေတယ်။ဘာလို့စစ်စီရပါလဲကျေးဇူးပြုရှင်များပြီးမှာဟုတ်ကဲ့။အာ rep 4က RPM ကပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ rep 4တွေက RPM 650ဆလိုးနေထားမှာပေါ့နော် RPM 650လောက်ကတော့ဒါပုံမှန်ပဲ။အဲဆလိုးနေထားမှာ RPM များနေရလားပေါ့နော်ဒါမှမဟုတ်ရင် liver နင်းနေ RPM များနေရတဲ့အဲကားကမသွားဘူးဟဲနေတယ်ဆိုရင်တော့ဒါ gear ဘောင်းနဲ့ပတ်သက်တဲ့ဘိုင်းကိုအဓိကထားပြီးတော့အာဖြည့်ရှင်းပြရမယ်ထင်တယ်ခင်ဗျာ gear ဘောင်းမှာ အော်တိုစီအဓိကစိတ်ရမှာပေါ့နော်ဒါတော့ကျွန်တော်အခြေခံကြတဲ့အပိုင်းကိုပဲပြောတာပါအော်တိုစီစစ်မယ်အော်တိုစီကောင်းတယ်အော်တိုစီတန့်တယ်ဆိုလို့ရှိရင်တော့ gear box ထဲမှာရှိနေတဲ့ချိုးဘာဘော်ဒီတွေအထူးသဖြင့်ကတော့ line pressure control ဆိုလိုနိုင်ပေါ့ဗျာနော်ဒီ SND ဆိုလိုနိုင်မကောင်းတာမျိုးတွေကလည်းဒီပြဿနာမျိုးတော့ဖြစ်စေနိုင်ပါတယ်အဲ့ဒီ CP ကမတောင့်ဘူးဆိုရင်နောက်ဆက်တွဲက gear မချိန်မှန်းတဲ့ RPM တက်နေပြီးတော့မှကားက အာတိတ်ပြီးတော့မသွားတဲ့ပုံစံမျိုးတော့ဖြစ်တတ်ပါတယ်ခင်ဗျကျွန်တော်ထင်တာတော့ gear ဘောင်းနဲ့ပတ်သက်တဲ့ပြည့်ချက်ဖြစ်ဖို့များတယ်အဲဒီခါလေးမှာ clutch ထုတ်ဒီလောင်နေဆိုရင်လည်းဒီလိုပြဿနာမျိုးတော့ဖြစ်တတ်ပါတယ်နောက် o-ring နေမထိန်းရင်လည်းဒီလိုမျိုးတော့ဖြစ်တတ်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ကိုမင်းနေမင်္ဂလာပါခင်ဗျမက်ကီတီမင်္ဂလာပါခင်ဗျအာဘိဒာကျေးဇူးအများကြီးတင်ပါတယ်ကိုအေးဂျူမင်္ဂလာပါခင်ဗျအာဘိဒာကျေးဇူးအများကြီးတင်ပါတယ်ဦးဦးမင်္ဂလာပါခင်ဗျအာဘိဒာကျေးဇူးအများကြီးတင်ပါတယ်အာကိုကို ိုဖိုးပြည့်မင်္ဂလာကိုဖိုးပြည့်မင်္ဂလာပါခင်ဗျအားပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ကိုအားကူမန်ယူရဲ့တဲ့မန်ယူရဲ့ကကျွန်တော်မန်ယူရဲ့ဆိုတော့မန်ယူသင်းကိုသွားတတိယပါတော့မန်ယူရဲ့တနည်း3-4လီပါပါတယ်ငါမှမပါဘူးဟုတ်ကဲ့အဲအဲ့ဒါဆိုလို့ရှိရင်တော့အာကလပ်ပြားတော့အဓိကဆက်ရမယ်ဗျအာကလပ်ပြားဒီကဘောနော် အဲကျွန်တော်တို့တအားပါနေတာမျိုးတွေပေါ့နော်တအားပါနေတာနောက်ကလပ်ပြားကလပ်နည်းနည်းဝေးတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဓိကတော့ကလပ်နဲ့ပတ်သက်တဲ့အပိုင်းကိုအဓိကထားပြီးတော့စစ်ဆေးကြည့်ခြင်းပါတယ်ခင်ဗျအောက်ကျေးဇူးများကြီးတင်ပါတယ်ဒေါ်စင်မင်္ဂလာပါခင်ဗျာအားပေးတာကျေးဇူးအများကြီးတင်ပါတယ်ကိုအေးကျူမင်္ဂလာပါတိုတာဝစ်ပါတယ်လီဘာနင်းလေးတယ်တိတ်မပါဘူးတဲ့ဖယ်ပိုင်းနေလုတ်ပြရမလဲတိုတာဝစ်ဝစ်ကလီဒီကားကအဲလီဒီကားကမော်တာနဲ့လာတဲ့အမျိုးအစားဖြစ်မယ်ထင်တယ်ဗျာ လီဘာနင်းနဲ့ဒါပေမဲ့ကာအဘီယန်ကချက်ချင်းမတက်တာမျိုးတွေအဘီယန်ဒီတက်တာနှေးတာမျိုးတွေပေါ့နော်တုံ့ပြန်မှုနှေးတာမျိုးဆိုရင်တော့လေတကားကိုဦးစားပေးပြီးတော့စစ်ဆေးစီချင်ပါတယ်အဲကျွန်တော်တို့လီဘာနင်းလေးတာပေါ့နော်လေးတယ်ဆိုတာကတော့အာဒီဒီနှစ်ပိုင်းစဉ်းစားမှာပေါ့အင်ဂျင်ပိုင်းလားဒီရပေါ့ပိုင်းလားပေါ့နော်ကျွန်တော်အင်ဂျင်ပိုင်းမှာဆိုလို့ရှိရင်တော့အဲဒါဖြစ်တတ်တဲ့သဘာဝတွေမှာတော့ဒီလက်ရှိအကျော်ဒီနေ့မျှဝေတဲ့ခေါင်းစဉ်အောက်မှာအကျုံးဝင်တဲ့ဟာမျိုးဆိုရင်တော့အဲဘယ်လိုပြောရမလဲအ ပလက်တီပေါ့နော်ကျွန်တော်ပလက်တီကြောင့်လည်းအဲ့လိုအထာနှေးတာမျိုးတွေလေးတာမျိုးတွေဖြစ်တတ်ပါတယ်ကျွန်တော် engine နဲ့ gear နဲ့ကဟိုဘယ်လိုပြောမလဲတခုနဲ့တခုမှီခိုနေတာပေါ့နော် engine မလိုက်ရင်လည်း gear မလိုက် gear မလိုက်ရင်လည်း engine power ကိုရှော့ချတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့စဉ်းစားရမှာကအရင်ဆုံးကတော့ engine ဘိုင်းပေါ့နော် engine ဘိုင်းမှာ MEF sensor ပါတယ်ကျွန်တော် sensor ဘိုင်းမှာဆိုရင် MEF sensor ကြီးတွေပိတ်နေလားပေါ့နော်အာ laser နဲ့ MEF sensor တစ်ချက်စစ်ဆေးနေတယ်ပြီးတော့ plate plate တွေပေါ့နော် plate တွေရောကောင်းရင်လားပေါ့နော်အဲ့တော့ engine ဘိုင်းမှာအကြံဉာဏ်လေးအဲ့ဒါလေးစစ်ပြီးွားရင်တော့ အဲကျွန်တော်တို့ဒီ Kia ဘောက်ပိုင်းမှာ Auto Z နဲ့ပတ်သက်တဲ့ဘိုင်းရတော့ဒါအရင်စိတ်ရမှာပေါ့နော် Auto Z တအားကြီးနေများနေသလားပိတ်နေသလားပေါ့နော်ဒါဆိုရင်လည်းကျွန်တော်တို့ကလေးနိုင်နေပေါ့နော်အဲအဲ့လိုမျိုးဆိုရင်အင်ဂျင်ဘိုင်းကိုတဆင်စစ်ပြီးွားလို့အင်ဂျင်ဘိုင်းကောင်းနေဆိုရင်တော့ Kia ဘောက်ကဘာဖို့ဒီဘာကြီးဖြုတ်ပြီးတော့ဆေးလိုက်မယ်ဆိုရင်တော့ ကျွန်တော်ထင်တယ်တော်တော်လေးတော့ပေါ့သွားမယ်ထင်တယ်ဒီခါလီမှာဖြစ်တတ်တာကအင်ဂျင်ပိုင်းမှာအိတ်စောပိတ်တယ်ဆိုရင်လေလေးတတ်တယ်ပေါ့နော်လီဘာနင်းရင်လေးနေတဲ့ပုံစံမျိုးအထာနှီးတယ်အာဘယ်လိုပြောမလဲဝင့်နေတဲ့ပုံစံမျိုးဖြစ်တတ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုအကူမင်္ဂလာပါခင်ဗျဒီနှစ်3 4လီဘာ9မှာမပါဟုတ်ကဲ့ပါခင်ဗျကလပ်ပြားလေးတော့တစ်ချက်အရင်စစ်ကြည့်ပေးပါအောင်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ကိုဇင်မင်းကိုမင်္ဂလာပါခင်ဗျအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုကျော်စွဲဟိန်းမင်္ဂလာပါ Honda Fit က အာတော်မီစိန်လေးတိုင်တိုင်ခွက်မှာလင်းနေလို့တဲ့ကားကလည်းနှိုးပြီးပြန်ရက်တယ်နှိုးပြီးပြန်ရက်တယ်လို့ပြောတာထင်တယ်နော်ကားကနှိုးပြီးရင်ပြီးရင်ပြန်ရက်တယ်ဗောနော်အဲအဲ့လိုမျိုးပြစ်ချက်ကကြတော့ဗောနော်အဲတော်နဲ့ပတ်သက်တဲ့အပိုင်းကတော့ဟိုဖြစ်เสียရှိတာဗောနော်တော်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်เสียကအာတခဲအားနေတာဒီတခုပဲရှိမယ်ဒါပေမဲ့တခဲအားနေရင်လည်းနှိုးရခက်လိမ့်မယ်ဗျမနှိုးတာမျိုးတွေဖြစ်နိုင်တယ်ဗောနော် အဲ့လိုမျိုးဆိုတော့ဟို노ပြီးပြန်ရတဲ့ပြစ်ချက်မှာကတခါလေးမှာကျွန်တော်တော့နဲ့ဒီကားနဲ့ဂျားထဲမှာတချို့အာ program ဘိုင်းတွေဘာတွေအာပြုတ်တာမျိုးကြီးတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဗောနော်စဉ်းစားမိသလောက်ဗောနော်အဲ့လိုအပိုင်းတွေတော့ဖြစ်ကောင်းဖြစ်နိုင်တယ်အဲအရင်ဆုံးဗောနော်လွယ်လွယ်ကူကူလုပ်လို့ရတာကတော့တက်ခဲလေးကြီးပြီးဗောနော်ကားတော့တက်ခဲလေးလဲကြီးပြီးပါခင်ဗျာကားတော့တက်ခဲလေးလဲကြီးလိုက်လို့တစ်ခါလေးမှအဆင်ပြေကောင်းပြေသွားနိုင်ပါတယ်ခင်ဗျာအဲ့ဒီဘိုင်းလေးအရင်ဆုံးဦးစားပေးပြီးတော့လုပ်ကြည့်ပြပါခင်ဗျာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် ဟွာကူကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကိုကျော်စောရင်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲကျွန်တော်ဒီနေ့ live မှာမှန်းထားတဲ့ comment တွေ comment ဖြစ်တဲ့အတွက်ဒီနေ့ live ကိုလောင်းနေပဲကျွန်တော်ခွင့်ပြုပါခင်ဗျာဒီနေ့ live ကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတယောက်ကြည့်ဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ live မှာ comment မှတ်မိကြတဲ့တယောက်ကြည့်ဒီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ကြည့်ဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီနေ့တော့ဒီလောက်နဲ့ပဲကျွန်တော်ခွင့်ပြုပါခင်ဗျာ